ဒီကနေ့ယောဂီပုဂ္ဂိုလ်ရှိရပြီအရေးချင်းများဆိုတာပါတယ်လေဒါကဘယ်လုံကန်းလုံလို့ဒီရေချင်းတွေအရှိကိုရှိရနောက်ဆုံးမှာယောဂီပညာသင်ကြားတာတောင်ဒီရေချင်းတွေလိုအပ်တယ်စီးပွားရေးလုပ်ငန်းလုပ်ရင်လည်းဒီရေချင်းတွေလိုအပ်တယ်သို့တော့အသင်္တရံတော့တာဝယ်ပြချမ်းသာတာကျောင်းတက်ပြီးတော့ပညာသင်တယ်ဒီကလေးကမှသင်စရာပညာတွေဘယ်တော့မှပေါ်တယ် ပိုလီတက်နစ်တို့ဟုတ်လားအီကော်နိုမီတို့စုံနေတာပဲပေါ့ပညာရည်ညာကြီးပဲဘယ်ပညာပဲတင်တယ်ဘာလို့အပ်တယ်အရေးချင်းတွေอ่ะအဲ့လိုပညာတင်တဲ့အခါမှာလိုအပ်တဲ့အရေးချင်းပါလေနံပါတ်၁ကတတ်တာလို့ခေါ်တဲ့ယုံကြည်ချက်ရှိရကိုယ်ကိုယုံကြည်တာ confidence ကိုလုပ်ပြီးဆိုရင်ဘာပဲဖြစ်ဖြစ် confidence ရှိရတယ် ဒါနံပါတ်1ပါဠိလိုတတ္တာလို့ပြောတာအင်္ဂလိပ်လို confidence လို့ပြောနိုင်တယ်ဒီနေရာမှာကိုယ့်ကိုယ်ကိုယုံကြည်အားကိုးတာအဲ့ဒါရှိရမယ်နံပါတ်1နံပါတ်2ကပါလဲလို့ဆိုရင်ကျမ်းမာရေးကောင်းအောင်ဒါလည်းအရေးကြီးတယ်လေကျမ်းမာရေးမကောင်းဘူးဆိုလို့ရှိရင်လူဟာဒီအသိဉာဏ်မှာအပြော့သွားတာ ူကကြမ်းမရင်မကောင်းဘူးဆိုရင်စိတ်တက်လည်းမထက်ပြဲနိုင်ဘူးခန္ဓာကိုယ်ကလည်းစွမ်းဆောင်နိုင်မှုမရှိဘူးမရှိသည့်အတွက်ကြောင့်သူလှုပ်တဲ့လှုပ်ရအောင်မြင်မှုရမရှိဘူးဒါကြောင့်မလို့ကြမ်းမရင်ကောင်းဖို့လိုတယ်ယောဂမရှိရဘူးကြမ်းမတန်ဆွမ်းတဲ့ပုံကိုဖြစ်ရဒါပဲလှုပ်လှုပ်ပါပဲဒီတိုင်းပါ confidence ဆိုရဲယုံကြည်မှုရှိရမယ်ကျမ်းမာမှုရှိရမယ်ယောဂဝိရဏခင်းပြီးတော့ကျမ်းမာခြင်းနဲ့ပြည့်စုံရမယ် ောက်တစ်ခုကဘာလဲလို့ဆိုပညာသင်တဲ့နေရာမှာအရေးကြီးဆုံးကဘာလဲလို့ဆိုယုတ်တာဖြောင့်မတ်မှုဒါအမှန်တမ်းအရေးကြီးနောက်တစ်ခုကဘာလို့ဆိုစူးစမ်းမှုစူးစမ်းမှုအရဒဝီရိယလုပ်ငန်းတစ်ခုကမစူးစမ်းဘဲနဲ့ရလာတယ်ဆိုတော့ကောင်းမှာမရှိဘူးစူးစမ်းအထောက်အပံ့ရှိရတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ်ပါစူးစမ်းအထောက်အပံ့ရှိရမယ်တဲ့ နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်အသိပညာရှိရတယ်။ဆိုလိုတာကဒါကြတော့ပညာဆိုတာအခြေခံပညာရှိမှအထက်တန်းပညာတစ်ခုရ။ဆိုလိုတာကဝိပဿနာပညာရဝရအတွက်ကအရေးကြီးတာဘာလို့ဆိုလို့ရှိရင်ဇာတိပညာလို့ခေါ်တဲ့ပရိသေပညာရှိရ။ပြီးတဲ့အခါကျတော့၄ကျင့်သင်ကြားလို့ရလာတဲ့အစစ်အစစ်ကျင့်သုံးလို့ရလာတဲ့ပညာမျိုးရှိရ။ ပြီးတဲ့အခါကျမှဝိပဿနာပညာမဲ့ပညာဆိုတာရလာနိုင်တယ်တဲ့ဒီလိုဆိုလို့တာเนาะအဲ့ဒါကြောင့်မလို့ဒီမှာလည်းပဲပညာရှိရမယ်ဆိုတဲ့နေရာမှာအခြေခံအားဖြင့်ဇာတိပညာရှိဖို့လိုအပ်တယ်ပမာတကားမှာရှိနေတော့ငကိုရှိမှငခိုင်းထွက်တယ်ဆိုတာเนาะဘာမရှိပဲနဲ့ဝိမလုံးနဲ့ဆိုတာမျိုးလေးပေါ့ပင်ကိုရှိမှသူကတာဖြစ်တယ်အဲ့ဒါကြောင့်မလို့အခုပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် ဒီဘယ်ကိစ္စပဲဖြစ်ဖြစ်အလုံးလုံးပြီဆိုရင်နံပါတ်1တတ်တာ confidence ရှိခြင်းကိုရှိရနံပါတ်2ယောဂကဲပြီးတော့ကျမ်းမာရနံပါတ်3ကကြိုးစားဖြောင့်ပိုင်ရနံပါတ်4ကကြိုးစားအထောက်အကူရှိရမယ်နံပါတ်5ကအသိပညာအခြေခံခိုင်လုံးမှုရှိရမယ်ဒီလိုဆိုလို့တာနော်ဒါဘယ်ပညာသင်သင်ဘာလို့လို့လို့ဒါစသတင်ကြီးဆိုရင်ဒီတိုင်းလေ